မင်္ဂလာပါရှင် ကျမတော့ဖူအီနွယ်ပါ DV Human တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးကငလင်တန်တင့်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေစာဝန်တွေဖူလုံစေဖို့ဆိုပြီးရဲတယောက်ကိုငွေ3000နဲ့ခောက်ဆွဲချောင်းနှစ်ထုပ်ဒုတိယပို့ချုပ်ကြီးမျိုးမို့အောင်ကထောက်ပံ့ပေးခဲ့တယ်လို့ရဲတပ်ဖွဲ့ဝင်တွေကပြောပါရတယ် ဧပြီလ24ရက်နေ့မနက်7:00နာရီခွဲကဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့အဖွဲ့ဟာငလင်တန်ကျောင်းပြိုကျပျက်စီးခဲ့တဲ့ပြည်ကြီးတခုမျိုးမရဲစခန်းကိုငွေကြီးနဲ့စားစရာတွေလာရောက်ထောက်ပံ့ပေးခဲ့တာလို့ရတပ်ဖွဲ့ဝင်တဲ့နီးဆက်သူက TVB ကိုပြောပါတယ်မန္တလေးငလင်တန်တင့်ရတက်ဖွဲ့ဝင်တွေကိုတရုတ်နိုင်ငံကတီးသန့်အလှူငွေယွမ်သိန်း40ကိုဧပြီလ10ရက်ကဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကနေတဆင့်လှူဒန်းခဲ့ပေမဲ့တရုတ်လူရှင်တွေပြန်သွားတဲ့အချိန်မှသာ အခုလိုငွေ3000နဲ့ခောက်ဆွဲချောက်ကို ထောက်ပံ့ကူညီပေးတာလို့မဟာအောင်မြေခရိုင်နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်က DVB ကိုပြောပါရယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ပြည်ကြီးတခုမြို့မှာရဲစခန်းက24ခန်းတွဲ၃ထပ်ပြိုကျခဲ့ပြီးရဲတပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါရယ်ရှင်။ ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဘက်ကိုဝင်လာတဲ့စစ်ဘေးရှောင်6ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကလက်နက်ကင်အဖွဲ့တွေလို့ဆွဆွဲပြီးဖမ်းဆီးထားတယ်လို့စစ်ကောင်စီတပ်နဲ့နှီးဆက်သူတွေကပြောပါရယ်။ဧပြီလ23ရက်နေ့အစောပိုင်းကရခိုင်ရိုးမအဆက်မှာရှိတဲ့ငတိုင်းချောင်းမြို့ကိုရောက်လာတဲ့ရခိုင်စစ်ဘေးရှောင်6ယောက်ကိုရင်းနှီးတာစစ်ဆေးဂိတ်မှာစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးထားတယ်လို့ဆိုပါရယ်။ လေးမျက်နှာမြို့နယ်ကနေငတိုင်းချောင်းမြို့ကိုလာတဲ့ဆစ်ဆောင်6ရောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးအသက်18နှစ်ကနေအသက်20ကျော်အရွယ်ရှိတဲ့အမျိုးသမီး1ယောက်နဲ့အမျိုးသား9ယောက်တို့ဖြစ်ကြရလို့သိရပါဗျ။စစ်ပီးရှောင်တွေဖြစ်ကြောင်းရှင်းပြပြောဆိုခဲ့ပေမဲ့စစ်ကောင်စီတပ်ဘက်ကလက်မခံဘဲဖမ်းဆီးသွားခဲ့ပြီးဘဲကိုဖမ်းခေါ်သွားတယ်လဲဆိုတာမသိရှိရသေးဘူးလို့ရေကြီးမြို့နယ်ကစစ်ပီးရှောင်အကြီးကူညီပေးနေသူတယောက်ကပြောပါရယ် ရခိုင်နဲ့ AR အဆက်မှာအရခတက်တော် AA နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲပြင်းထန်လာတဲ့အတွက်ရခိုင်ရုံးမနဲ့ထိစပ်နေတဲ့ AR တိုင်းတွေကမြို့နယ်တွေစီစစ်ဆောင်တွေအခုလိုရွှေ့ပြောင်းမှုတွေရှိနေတာဖြစ်တယ်လို့သိရပါပါတယ်ရှင်။နိုင်ငံတကာသတင်းဌာနတွေကိုလည်းဝင်ခွင့်မပေးပြည်တွင်းသတင်းဌာနတွေကိုလည်းကန့်သက်ပိတ်ပင်နေတာကြောင့်ငလင်းသတင်းမှန်တွေရဖို့ခက်ခဲနေတယ်လို့သတင်းသမားတွေကပြောပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဒီနေ့မှာတော့ကျွန်တော်မီဒီယာများကို ဟုတ်ကဲ့ပါအာနာသိန်းစကောင်းစီပြန်ကြားရေးဌာနကငလင်သတင်းတွေရယူဖို့ပြပသတင်းဌာနတွေကိုဝင်ခွင့်မပြုကြောင်းပြောဆိုခဲ့တဲ့အပေါ်သဘောထားမင်းမြန်းရာမှာအခုလိုပြောလိုက်ကြတာပါအဲဒါသတင်းဌာနတွေကဟိုယူခွင့်ပေးတဲ့ခရာမျိုးမှာဆိုလို့ရှိရင်အာသူတို့ကဝင်ခွင့်မပေးဘူးလို့ပြောတယ်ဒီတဲ့သတင်းဌာနတွေသတင်းယူခဲ့အချိန်မှာလည်းလွတ်လွတ်လပ်လပ်သတင်းယူလို့ရတဲ့ဌာနဆိုတာတော်တော်နဲ့ဒီဒီကုနာပြောတဲ့အချက်လက်ကိုအခြေခံပြီးရေးနေတဲ့သူတွေကြတော့သတင်းယူခွင့်က တင်းသမားတွေအကုန်လုံးကဆရာနာတင်ကာလာပေးတဲ့အိမ်ဆိုင်ဖြစ်နေတဲ့တင်းသမားယာနဲ့ချီပြီးတော့ပြပောက်ရောက်နေအဲအဲ့ဒီလူတွေလည်းတင်းယူဝင်မရဘူးခုနနိုင်ငံတကာတကယ်တင်းဌာနအကြီးတွေလည်းတင်းယူဝင်မရဘူးဆိုတဲ့အခြေအနေမှာဆိုလို့ရှိရင်ဒါကအဲ့မြေပြင်မှာရှိနေတဲ့အချက်လက်မှန်တွေကိုဖုံးကွယ်လို့တဲ့အနေအထားဖြစ်နေတဲ့ကြားထဲမှာဒီဒီဒီလိုဖုံးကွယ်နေတဲ့အခြေအနေကိုတက်ရောက်မှုကိုဟိုတင်းတင်းတင်းဆက်နိုင်ဖို့ဆိုတော့ကျွန်တော်မီဒီယာအနေနဲ့ကတော့တော်တော်ကြီးကိုခက်ခဲကြုံလို့ရပါတယ် အနာသိစကောင်စီကမီဒီယာကိုပိတ်ပင်ထားတာကြောင့်ငလင်းကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးတွေမှာအရန်ခက်ခဲနေတာလို့ဆိုပါတယ်အနာသိနာတဲ့စကောင်စီပဲရှိနေတဲ့အချိန်မျိုးမှာအာဒီသတင်းမီဒီယာရဲ့အခန့်ကဏ္ဍကအမတန်စိန်ခေါ်မှုကြီးပါတယ်အဲ့တော့အဲ့နေရသတင်းတွေအကုန်လုံးပြည်သူတွေဘက်ပို့ပြပြီးအဲ့သတင်းတွေကိုကျွန်တော်တို့ထုတ်နေရတယ်တိတိပပကျွန်တော်ဘလို့မှမလုပ်ပေးနိုင်တဲ့အခြေအနေတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကပြောမယ်ဆိုပြိုကျသွားတဲ့အဖြစ်အစီးတွေမှာပစ္စည်းတွေမှာတမိုင်းဝင်ပစ္စည်းတွေပါနေတယ်ဒါတွေကိုဘယ်လိုထိန်းသိမ်းမလဲ ခုနပြောထားတဲ့တည်ကြည်ပျက်စီးခဲ့ရတဲ့လူတွေရဲ့မိသားစုတွေရှိတယ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေသူတို့ကိုဘယ်လိုကူစားမလဲအာသူတို့ကိုထိခိုက်လွယ်အုပ်စုတွေမတန်ဆွမ်းနေတက်ကြီးရော်တွေခလင်းငယ်တွေအမျိုးသမီးတွေသူတို့အတွက်ဘယ်လိုလုပ်မလဲဟာတွေအကုန်လုံးကဘယ်သူမှသတင်းကိုတင်ဆက်နိုင်တဲ့ဟာမျိုးမရှိဘူးအဲ့ဒါဆိုလို့ရှိရင်တစ်နေ့တစ်နေ့ပို့ဖို့ထိခိုက်လာတဲ့ဟာတွေရှိလာပြီးဒါတွေကဟိုတခါမှပြင်းပြင်းထန်ထန်ဒီလောက်ပြင်းထန်တဲ့သဘာဝဘေးရန်တွေလိုဟာမျိုးငလင်းပြာမှုမခံရဘူးတဲ့အခြေအနေမျိုးမှာဒီလောက်စနစ်လွဲချော်နေတဲ့စနစ်ကြားထဲမှာ သူတို့ရဲ့အတန်တွေကိုပေါ်ထုတ်လာဖို့ဆိုလို့ရှိရင်တော့ကျွန်တော်မီဒီယာအများကြီးရည်ကြည်တယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာတော့မလုပ်နိုင်ဘူးလို့ဖြစ်နေအောင်အာနာသိမ့်ပြီး၄နှစ်အတွင်းသတင်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီးသတင်းသမား43ယောက်အကျဉ်းချခံရဆဲဖြစ်ပါတယ်။ဘာပြောချင်ရမလဲဆိုတော့ကျွန်တော်တို့ကဒါသတင်းအမှောင်ချတယ်ပေါ့ဗျာ။ဟိုအထဲမှာရှိတဲ့ဟာကိုဖြစ်စဉ်ကိုတိတိကျကျသိမှကျွန်တော်ကဘာဘာကူညီရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုအကုန်လုံးကစဉ်းစားဆုံးဖြတ်လို့ရမှာနောက်တစ်ချက်ကကြတော့ ဟိုမီဒီယာပေးမဝင်တဲ့အပြင်ကို internet line တွေလည်းဖြတ်ထားတယ်ဗျာဟိုဆိုတော့အထဲမှာရှိနေတဲ့လူတွေအားလုံးကကိုယ့်ရဲ့အခြေအနေကိုကိုထုတ်ပြီးတော့ပြောဖို့မိသားစုဝင်တွေကိုဆက်သွယ်ဖို့ကျမ်းမာရေးအကူအညီတွေရယူဖို့ pride အသင်းတွေကိုအကူအညီတောင်းခံဖို့တောင်မှအဆက်အသွယ်လုံးဝမရဖြစ်နေတာအဲ့တော့ဟိုစဉ်းစားတာကြည်ပါတော့သူတို့ဘယ်လိုမျိုးရည်ရွယ်ချက်နဲ့လုပ်နေလဲစေတနာရှိတဲ့လူဆိုလို့ရှိရင်တော့ဒီလိုမျိုးဖြစ်စရာအကြောင်းမရှိဘူးလို့ကျွန်တော်မြင်ပါတယ်။အမမီဒီယာတွေအားလုံးပြုံးမယ်ဆိုရင်တော့လည်း မြန်မာနိုင်ငံမှာဒီငလင်ဘေးကန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအချိန်ညီမအောင်တော့နိုင်ငံကပုံရောပုံတိရှိနိုင်မှာပေါ့ကျွန်တော်အဲ့လိုပြောပါတချိန်ထဲမှာပဲပြည်တွင်းပြည်ပမီဒီယာတွေကိုငလင်သတင်းတွေလွတ်လွတ်လပ်လပ်သတင်းယူခွင့်ပေးဖို့ကိုလည်းမြန်မာမီဒီယာအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ TV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူအီအီနွယ်ပါ ཀྱི སྱོད ཀྱི 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 ཀྱི